တာတန်းက method of integration integration ဆိုတာရိတ်တာရိတ်တာဆိုတာကရှိတ်တာရဲ့ဘာဖြစ်လဲဆိုရင် section ပဲတန်းဘဝကအန်တီ derivative အန်တီဆိုတာကဘောင်းပြန် derivative ဆိုတာကဘာလို့လဲဆိုရင်ရှိတ်တာရှိတ်တာဆိုတာဆယ်အမျိုးမျိုးခေါ်တယ်ရှိတ်တာကိုရှိတ်တာကနံပါတ်မျိုးမျိုးရှိတယ် derivative ဆိုတာရှိတ်တာ gradient ဆိုတာလည်းဘာလို့လဲဆိုရင်ရှိတ်တာ brain off chain off ဆိုတာလေဘာလို့လဲဆိုရင်ရှိတာဟုတ်လားအဲ့တော့ anti derivative anti ဆိုတာက down ပြန် derivative ဆိုတာရှိတာရှိတာရဲ့ down ပြန်ကို anti derivative လို့ခေါ်တာဟုတ်လားရှိတာရဲ့ down ဖန်ရှင်တကူကိုကျွန်တော်ရှိလိုက်မယ်အဲ့ရှိလိုက်တဲ့အဖြစ်ကိုမူလဖန်ရှင်ကိုပြန်ပြီးတော့ down လာကို anti derivative လို့ခေါ်သူ့ကို integral လို့ခေါ်နော် integration integral လို့ခေါ်တယ်သင်္ကေတအနေနဲ့ဘယ်လိုရေးလွယ်ဆိုရင်ဒီကောက်ကောက်ဖြစ်တယ် ရဟုတ်ပြီအဲ့တော့ဆရာ anti derivative ကိုအကြောင်းလေးနည်းနည်းရှင်းပြနော်အဲ့တော့ကျောင်းဒီပါဒီ h h h ကိုဆရာတို့ရှင်းလိုက်လို့ဆိုရင်ဆရာတို့ဘာရ 3x2 3x2 အဲ့ဒီ 3x2 ဆိုတာကဆရာတို့ derivative derivative လောက်တာရှင်းတာအဲ့ derivative ရှင်းထားတာကနေပြီးတော့ငွေရဲ့ function အကျိုးပြောင်းပြောင်းတာကိုကြာတော့ anti derivative လို့ခေါ်တယ်เนาะဒီကောင်ကဘာလုပ်တာလဲဆိုရင်ရှိတ်ထားတာရှိတ်ကြတာကို derivative လို့ခေါ်ပြီးတော့အဲရှိတ်ထားတာရဲ့ဝေးဖက်ရှင်ကိုပြောင်းလောင်းမယ်ဆိုရင်ဒီကောင်ကကြာဘာလို့ခေါ်လဲ anti derivative လို့ခေါ်တယ်ဒါပဲเนาะအဲ့တော့ 3x2 ဆိုတာ 3x2 ဆိုတာက is derivative တဲ့ right derivative လဲဆိုလို့ရှိရင် h h ရဲ့ derivative ဖြစ်တယ်။ 3a square ဆိုတာက h ရဲ့ဘာဖြစ်လဲဆိုလို့ရှိရင် derivative h ကိုဘာလို့ခါရဆိုလို့ရှိရင်ရှိတ်ထားတာက 3a square h ကတော့ဘာဖြစ်မလဲဆိုရင် h ကတော့ is anti derivative derivative of 3a square ဒီ h ကကြတော့ ဒီ 3x square ဘာဖြစ်လဲဆိုရင် anti derivative ရှိထားတာလည်းဘာဖြစ်လဲဆိုရင်ကြောင်းနေတယ်ဒီကောင်ကရှိထားတာ derivative ဒီကောင်က anti derivative ဒီကောင်က derivative ဒီကောင်က anti derivative ဟုတ်တော့အဲ့တော့ဆရာတို့ anti derivative ဆိုတာအမှန်အမှားကရှိထားတဲ့အဖြစ်ကိုမူရင်းဖန်ရှင်ကိုပြန်ပြောင်းပြီးတော့တွဲရတဲ့ကောင်ကို anti derivative လို့ခေါ်တယ်သူကဆရာတို့သင်္ကေတနဲ့ရင်းလို့ဆိုရင် အန်တီဒရီဗေးတစ်ဆိုတာအင်တီဂရိတ်ဟာအင်တီဂရိတ်ကတင်ဒီတာကဒီလိုကောက်ကောက်နေရှိတယ်ဒီမှာရှိတ်ထားတဲ့ကောင်ကြီးပဲရှိတ်ထားတဲ့ကောင်က 3h2 ဒီလေးဒါကဘာလို့လဲဆိုရှင်ရှိတ်ထားနော်အဲ့ကောင်ကိုဆရာတို့တွက်လိုက်မယ်ဆိုလို့ရှိရင်ဘာရမယ်ဆိုရင် 3h2 ကို integrate လုပ်မယ်ဆိုရင်ဘာရမယ်8ကျူရမယ် နောက်ကမာလေးထည့်ပေးမယ်ဆိုရင် constant လေးထည့်ပေးအဲ့တော့ဒါလေးကိုတိတ်ပြီးတော့အခုတိမအောင်မဟုတ်ဆရာ example လေးနေနဲ့မလုပ်ပြနေဆိုရင်ရှင်းပြမယ် 3a square d8 ကို 3a square ကို integrate လုပ်မယ်ဆိုရင်ဘာရမလဲဆိုရင် a cube c ရဒီ 3a square ဆိုတာကရှိတ်ထားတဲ့ကောင်ဒီကောင်ကဘူရေးဖတ်ရှင် ရှင်းခါလိုက်ကောင်ကို integrate လုပ်မယ်ဆိုရင်ဘာရလဲဆိုရင်ငွေဖြန့်ရှင်းပြန်ရငွေဖြန့်ရှင်းပြန်ရဖို့အတွက်ရှင်းခါလိုက်ကောင်ကိုဘာလုပ်ပြန်မယ်ဆိုရင် integrate လုပ်ပြန်ဒါနော်အဲ့တော့ဒီကောင်က repeated ဖြစ်ပြီးတော့ဒီကောင်က anti repeated ဖြစ်တယ်။ဒါတော့ constant ဘာကြောင့်ပေါင်းရလဲဆိုတော့ကြာ example လေးနဲ့လုပ်ပြန်ဟာအဲ့တော့ကျတို့ဒီ effort apply တော့အိတ်ကိုရှင်းထားတဲ့ကောင်ကို तू ကပေးတော့မှာ ဆရာတို့မူရင်း fashion ကြီးကိုမလုပ်တော့ဘူးရှားတော့ချိန်ထားတဲ့ကောင်ကိုပေးပြီးတော့မူရင်း fashion ကိုပေးမယ်ဆိုတော့မေးတယ်ဆိုတော့ဆရာတို့ဘာလုပ်ရမလဲဆိုလို့ရှိရင် anti derivative ပြန်လုပ်ပြရအောင်နော်အဲ့တော့ဆရာတို့ရှိလို့ရှိရင် power ရှေ့ရှာတစ်ချက် shot power တွေကိုဘာလုပ်ပြရလဲဆိုတစ်ချက် shot ပြရ power တွေကိုဘာလုပ်ပြရလဲဆိုရင်တစ်ချက် shot ပြရအဲ့တော့ဒီတော့ဆရာဆရာတို့ကဘာလုပ်ချိန်တော့မယ်ဆိုလို့ရှိရင် ရင်းလို့ရှိရင်ပါဝါကိုစက်ကျင်မဖြစ်နဲ့ရှေ့ကြတဲ့ကိစ္စတွေကစက်ကျင်မဖြစ်တဲ့အတွက်ကြောင့်ရင်းလို့ရှိရင်ဆရာတို့ပါဝါတွေပါပြန်လုပ်ပြရမယ်ပြန်တိုးပြရဟုတ်နော်အဲ့တော့ဒီမှာရှိတာက h squared သူ့မူလပိုင်းကြီးကိုကြောင်းမဲ့ဆိုရင်တိုးတိုးပြရတိကိုပါလုပ်ပြရမယ်တိုးပြရဒါဆိုရင်မူရဲ့ဘက်ရှင်မှာ h ကပါမာတော့ပါပြလို့ဆိုရင်ဖြေချတယ်ဝေးဖက်ရှင်ရဲ့ဆိုတော့ f of a ကြီးမှာ h ကပါမာတော့ပါပြလို့ဆိုရင်ဖြေချတယ်အဲ့တော့ f of a မှာ más contain အဲ့ကျူဆိုတဲ့ကောင်ပါကူပါဆက်ပေါ်ရဟုတ်ပြီနော်ရှင်းရင်ပါဝါတစ်ချက်လျှော့ရိမ့်မဲ့ဆိုရင်ပါဝါကိုတက်ပြန်မလုပ်လို့ဆိုရင်တိုးလိုက်အဲ့တော့ကျွန်တော်အဖော်8မှာအဲ့ကျူဆိုတာအသေးစားပါအဲ့အဖော်8 ဒီကွဲတို့အကြီးကိုဆရာတို့ကရှင်းလိုက်မယ်လို့ပြောမှာရမလို့သူ့ကိုရှင်းလိုက်မယ်လို့ပြောတယ်3အဲဆိုရင်သူ့မေးတဲ့ကောင်ဘာဖြစ်လဲဆိုရင်သူ့ပေးထားတဲ့ကောင်ဘာဖြစ်လဲဆိုရင်ပြန်ရပြန်ရပြီဆိုလို့ချင်းဒီအကြီးကဘာဖြစ်လဲဆိုလို့ချင်းဒီ3 x ရဲ့ anti derivative ဖြစ်ဟုတ်နော်အဲ့တော့ plus စီဘာကြောင့်ပေါင်းလဲဆိုရင်ဆရာပြောပြမယ်ဒီ f(h) h2 plus 5ဆိုပါဘူးအဲ့ကောင်ကို apply ရော is ဒီကောင်ရှိရောပါရ38 square ပဲရ38 square plus 5ကိုရှိလို့ရှိရင်0ဟုတ်ပြီနော်အဲ့တော့ average equal to a square minus 2.5ကိုကျန်ရှိတ်ညာရအဲ့2 minus 3.5ကိုရှိမယ်ဆိုရင်ဘာရမလဲ 3h ဆိုလဲ 3h ပွဲရမယ် minus 2.5ကိုတက်တယ်ဒီလိုပဲအဲ့တော့ကျွန်တော်တို့ဒီအကျိုးရှိနေတာပဲရမယ်အကျိုးနောက်က constantly ပါနေမယ်ဆိုရင်ဒီဖြစ်ပဲပါပဲဆိုရင်ရမှာဖြစ်တဲ့အတွက်ကြောင့်ဒီ a for a ကြည့်တာဘာဖြစ်နိုင်လဲဆိုရင် a q black c ဆိုပြီးတော့ပါပဲဆိုရင်ဖြစ်နိုင်ကိုစံကပါရင်လည်းပါနိုင်တယ်မပါရင်လည်းမပါနိုင်ဘူး ။ဒါကြောင့်လို့မထည့်ပြရမယ်ဆိုရင် post တက်ထည့်ပြရမယ်။ဟုတ်တယ်နော်။အဲ့မှာကျတော့ဒီမှာဝက် CEO ဘာလို့ခေါ်လဲဆိုရင် C is an arbitrary post တက်ဒီစီလေးကိုဘာလို့ခေါ်ရလဲဆိုလို့ရှိရင် is an arbitrary constant arbitrary constant ဆိုတာက ရှိလည်းရှိမယ်မရှိလည်းမရှိတဲ့ constant လေးဖြစ်တယ်စိတ်ကူးနဲ့ထည့်ထားတဲ့ constant လေးပါဖြစ်လို့ဆိုရင်ဒါအဲ့ဆိုရင်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ဆရာတို့ကဒီမှာ h2 ကိုဘာလို့ form လဲဆိုရင် h2 ကိုကြတော့ is and d divided 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 or i divided လဲဆိုလို့ရှိရင် 3a 3a square ရဲ့ ် anti rebate လို့ခေါ်တယ်။ရှိတ်ချတဲ့ကောင်လည်းဒေါင်းပြန်လို့ခေါ်တယ်။အားရပြီနော်။အဲ့တော့ anti rebate ဆိုတာတပေးချာချာသိရမှာကရှိတ်ထားတဲ့အဖြေကနေပြီးတော့ငွေတန်ဖို့ဘာလို့ပြေးမဲ့လို့ရင်ပြန်ပြီးတော့ရှာတာကို anti rebate လို့ကဲဒီ example တွေနဲ့တော့သိပြီပါဘူး။ဟုတ်တဲ့ example တွေနဲ့ဆက်သွားကြည့်လိုက်နော်။ apply or a ကအဲ့လိုပြီးပြီးတော့ဆရာတို့ alpha a ကိုပြန် 阿佛爱读变米哦，下子啊！阿佛爱个一路别米哦，阿佛爱读啥子？两下子嘞！阿不然要爱说八万这太嚣张。五月份就变到了，八万这边就完了，都变。编。爱八五万，就这边 A square，好了，阿拉五没关系做的，阿 s q u 嘛，r e 了，尽力把这个说人八卦吧。 အဲ့တော့ effort 8ပါဆိုလို့ရှိရင် mass content ပါကိုပါဟုတ် a square ဆိုတဲ့ကောင်ပါကူပါနေရအဲ့တော့ကျွန်တော် f of a က a square ဖြစ်လဲဆိုရင်သူ့ကိုရှင်းလိုက်တဲ့အခါမှာကျွန်တော်ဘာရမလဲဆိုရှင်2 a 2 a ဆိုတာသူပေးထားတဲ့ကောင်ဖြစ်သေးလား ဖြစ်သေးဘူးဖြစ်သေးလို့ဆိုလို့ရင်သူပေးထားတဲ့ကောင်ဖြစ်အောင်ကျွန်တော်လုပ်မှာเนาะအဲ့တော့ကဒီကောင်ရဲ့ anti derivative ဆိုတဲ့အဖြေကိုဘာလို့မလဲဆိုရင်ကြာအဲ့တော့သူပေးထားတဲ့ကောင်ပြဖို့ဆိုလို့ရှိရင်ဒီကောင်ကသူပေးထားတဲ့ကောင် a prime of a g ကအိတ်ဖြစ်နေတယ်ကျွန်တော်အခု a square ကိုရှေ့လိုက်တာ2 a ဖြစ်ဒီ2ကိုပျောက်ချင်ပျောက်ချင်လို့ရှိရင်ဆရာတို့ဘာလုပ်အောင်လဲဆိုတော့1 by 2နဲ့ပျောက်လိုက်မှာပေါ့ဒီ2ကိုပျောက်ချင်ဘာလုပ်မလဲ1 by 2နဲ့ပျောက်ပျောက်ချင်နိုင်ကြလို့မရဘူး ီမှာ1 by 2နဲ့နောက်ဖို့အတွက် upper a ဆိုတဲ့ကောင်ကြီးကို1 by 2နဲ့ပါလောက်ရမယ်ဆိုရင်အဲ့ကြောင့် upper a ဆိုတဲ့ကောင်ကြီးကို f a ဆိုတဲ့ f a equal to a square ဆိုတဲ့ကောင်ကြီးကိုပါလောက်တယ်1 by 2နဲ့ကြားရတယ်အဲ့တော့ apply or a square ကိုသူ့ကိုရှေ့ကြည့်လိုက်သူ့ကိုရှေ့ကြည့်လိုက်တဲ့အခါမှာဘာဖြစ်သွားမလဲ1 by 2 power ရှေ့ချလိုက်တော့2နဲ့2နဲ့ကြည်သွားတာဘာဖြစ်သွားလဲ h h နားလည်မလားနားလည်ပါဘူးနားမလည်ဘူးသူဆရာဒါလေးထည့်လိုက်နော် ဘာဖြစ်သွားမလဲ h equal to ဒီနေ့ဒီနေ့ကြည်သွားတော့ h အဲ့တော့ကဒီတော့မဖြစ်သွားသေးဘူး h ဆိုတာအဲ့တော့မှာ1 by 2 h square က8ကဘာဖြစ်လို့လဲ anti derivative ဖြစ်နားလည်မလားအဲ့တော့ a for a က1 by 2 h square နောက်ကဘာထည့်ပေးမလဲဆိုဆိုတော့ဆရာချိပြပြီးသွားပြီเนาะ constant ဘာကြောင့်ထည့်လဲဆို constant ထည့်ပေးရမယ် constant ကချိလည်းရှိမယ်မရှိလည်းမရှိဘူး ဟာဒီမနော်ဟုတ်ပြီအဲ့တော့ဒီ constant ကရှိနေရှိမယ်မရှိနေမရှိဘူး anti derivative ကဘာဖြစ်မလဲဆိုရင်1 by 2 a square က this anti derivative အာ derivative of a a ကဘာဖြစ်လဲဆိုရင် derivative အဲ့ဆိုတာရှင်းထားတဲ့အခါဒီကောင်ကဘူရင်းဖက်ဒါလည်းဒါလည်းမဲ့ဆိုရင်ဆရာ ။နောက်ပိုင်းကျရင်ဒါအခုက anti derivative ဆိုတဲ့အတွက်ကြောင့်မို့ example 1လေးကိုလည်းဒီပုံစံလေးနဲ့ရှင်းပြမယ်။နောက်ပိုင်းကျရင်ဒီလိုမျိုးဆရာတို့စဉ်းစားနေတော့တခါတည်း formula မှာအစားသိပြီးတော့တွက်လိုက်တော့အဲ့တော့ဒီက anti derivative ဆိုတာ integral ပဲ။ integral ရဲ့ theta ကဒီလိုကောက်ကောက်အင်ဒီဂရယ်ဒီကကကောက်ကောက်ကလေးဒီမှာကျတော့ h ရှိတယ်ဟုတ်ကဲ့ h ရှိတယ် dh ဒီကောင်ကြီးကမလုပ်တာဆိုလို့ရှိရင်ရှိပ်ပြီးသားကောင် integrate ဒေတာကကောက်ကောက်ပြည်ရဲ့ DA ကဂျားထဲမှာရှိရတာဘာဖြစ်လဲဆိုလို့ရှိရင်ဆက်ရှင်ဒီကောင်ကြီးကိုရေးလိုက်ဒီကောင်ကြီးကိုရေးလိုက်မယ်ဆိုရင်ဘာလုပ်ရမလဲဆို power ကိုတက်တိုးပြီးတော့သူနဲ့ပြန်စား power ကိုတက်တိုးပြီးတော့သူနဲ့ဘာလုပ်ရမလဲဆိုရင်ပြန်စားကဲသူ့ကို power ကိုတက်တိုးလိုက်မယ်ဆိုဘာဖြစ်လဲအဲ့ဒါသူနဲ့ပြန်စားမယ်ဆိုတော့သူနဲ့ပြန်စားလိုက် တူးဆိုတော့အောက်ကတူးလေးကိုပြင်ပါဆရာတို့ဒီလိုထုတ်ပြီးလိုက်ဝါမိုက်ဒီပြင်မဲမရဟုတ်ဒါမယ်နော်အားရမယ်နော်ခုနကတော့ဆရာတို့ရှိတ်ထားတဲ့ကောင်ကပါလေ 3h square 3h square ရိတ်ထားတဲ့ဒီလားကောက်ကောက်ကလေးနဲ့ဒီ h နော်ဒီကြားထဲမှာရှိတာဘာဖြစ်လဲဆိုရင်ဖတ်ရှိတ်ထားတဲ့ကောင်ရှိတ်ရှိတ်ထားတဲ့ကောင် ဖတ်ရှင်တော့ရှိလိုက်အဲ့ကောင်ဆရာတို့ဘာလုပ်လဲမဆိုရေးလိုက်မယ်မူလဖတ်ရှင်ကိုပြန်ရအောင်ရေးလိုက်မယ်ဆိုရင်ပါဝါတတူသူနဲ့ပြန်စားမယ်ဒီကောင်ကိုပါဝါတတူလိုက်မယ်ဆိုလို့ရှိရင်ဘာဖြစ်သွားမလဲပါဝါတတူလိုက်မယ်ဆိုဘာဖြစ်သွားမလဲအဲ့ကျူအဲ့ကျူသူနဲ့ပြန်စားမယ်ဆိုတော့ဘာနဲ့ပြန်စား3နဲ့ပြန်စား3နဲ့ပြန်စားလိုက်3 x 3ဆိုတော့ကြည်သွားတော့ဘာဖြစ်လဲ8 8ကျူးရမူရပါညာဘာဖြစ်လဲဆိုရှင်8ကျူး နားလဲတာဟုတ်ပြီနော်နောက်ပိုင်းဒီ formula နဲ့ကိုသေချာပြန်လို့ပြပြီးတော့ဒါနဲ့ပဲတွက်မယ်အခုက anti derivative ဆိုတာသေချာသဘောပေါက်ဖို့ဒီလိုလေးတွေဇာ interval 1ကိုဒီလိုလေးတွေတွက်လိုက်ဟာလားသေချာပြန်ဝါနောက်တစ်ပိုင်းလေးက integration of fundamental function တဲ့ function တွေအတွက်အခြေခံ integration လုပ်ပြတယ်နော် function တွေအတွက် integration အခြေခံလေးတွေဟာလား fundamental ဆိုတာအခြေခံလေးဒီသေချာလေးကြည့်မယ်ဆရာတို့ i n t e g r a t i o n ကိုကောက်ကောက်လေးနေရတယ် i n t e g r a t i o n ော h power h power တွေကို ad grade လောက်တော့မယ်ဆိုလို့ရှိရင် integrate သေတာကကောက်ကောက်လေးနေ dh ဖြစ်နော်လောက်တော့မယ်ဆိုလို့ရှိရင်ကျတို့ shape ထားရဲ့ရောင်းမြန် power တတူတူနဲ့ပြန်စား power ကိုတတူလိုက်မယ်ဆိုလို့ရှိရင် 8 power and black 1သူနဲ့ပြန်စားဆိုတော့ and black 1နဲ့ပြန်စားမှာဟုတ်လားအဲ့ဒါကိုဆရာအပြင်မှာထုတ်ပြန်ရေးလိုက်တယ်1 by and black 1ဆိုပြီးရေးတယ်အဲ့မှာဆရာတို့က and က minus 1နဲ့တော့မညီရအောင် minus 1နဲ့ညီမယ်ဆိုလို့ရှိရင် at point ဖြစ်သွားမှာနော် power တက်သူလက်ပြန်စားဆရာတို့အင်တီဂရယ်ရိတ်မယ်1 dh equal to ဝမ်ကွန်စတန့်ကိုရိတ်မယ်ဆိုလို့ရှိရင်အဲ့ကွန်စတန့်မှာ h ကပ်ပြရဝမ်ကို h ကပ်တယ်ဆိုဝမ်နဲ့ h နဲ့ဘာလို့လိုက်ထားလဲဆိုရင်နှောက်လိုက်တယ်အဲ့တော့ဘာရမယ်ဆိုလို့ရှိရင်ဝမ်ဒီသူ့ရိတ်မယ်ဆိုလို့ရှိရင် h h ပလက် c ရိတ်ရပြီဆိုတာနဲ့ဆရာတို့ဘာထည့်ပြရမယ်ဆိုလို့ရှိရင်ပလက် c ဆိုရယ်ကွန်စတန့်ဘာလို့ပြရမလဲထည့်ပြရမိကြံခဲ့မယ်တော့ဆရာတော်ကဒီမှာမိကြံခဲ့ဟုတ်လားပလက် c ဆိုတာဘာလို့ပြရမလဲဆိုရင်ထည့်ပေါင်းပြရအဲ့တော့ ဒီကောင်ရဲ့သဘောလေးကိုဆရာပြောပြမယ်ဆို1ဆိုတာကတနည်းအားဖြင့်ဘာနဲ့တူလဲဆိုရင်8 power 0ကဘာဖြစ်လဲ1 power ကိုတိုးလိုက်လို့ရှင်ဘာရ8 8 8 power 1 power တတူသူနဲ့ပြန်ဆိုင်ပါရမယ်1အဲ့တော့ဘာပဲရလဲဆိုရင်8 plus 1ကိုရိတ်ရင်8 plus 2ကိုရိတ်ရင် 2h plus 3ကိုရိတ်ရင် 3h plus 4ကိုရိတ်ရင် 4h plus အဲ့ကလစ်ကလိုက်ပို့စတာကိုရိတ် ဟုတ်နော်ဟုတ်ပြီဟာကု80 gram ဝမ်းပါ ish gh ဝမ်းပါအိတ်ကိုမလုပ်လို့ဆိုလို့ရှိရင်ရိတ်မယ်ဆိုလို့ရှိရင်အောက်ကကောင်ကိုရိတ်မှာမဟုတ်ဘူးနော်ရှိတ်လိုက်လို့အပွားကောင်ပြန်ရမယ်ဆိုလို့ရှိရင်လော့ကြည့်လို့ရတယ် အောက်ကကောင်ကိုရှိတ်လိုက်လို့အပေါ်ကကောင်ပြန်ရမယ်ဆိုရင်လော့ယူရအဲ့ကိုအင်းနဲ့ရှိတ်ပါရဝါအပေါ်ကကောင်ပြန်ရရင်လော့ယူလော့ယူပါသူ့ကိုဆရာတို့ရိတ်လိုက်တဲ့အခါမှာမပါရမယ်ဆိုရင် RR H ဆိုတာကလည်းဆိုရင်ကြာ Alan H plus C C ကိုစရနေပြကြရမယ်နော် Alan H plus C အဲ့ဒီမှာဘာဖြစ်လဲဆိုရင် A က greater than 0 A က0ထက်တော့ဘာဖြစ်လဲဆိုလို့ရှိရင် G ရတယ် ဟုတ်လားဟုတ်ကဲ့အဲ့ကာ0တဲ့ငယ်မယ်ဆိုလို့ရှိရင် integral 1 h dh equal to အဝါရှိလို့ပေါ်လာရရင်လောယူလို့ရတယ်အမ်အမ်ဘာဖြစ်လဲဆိုလို့ရှိရင်ဒီမှာကြတော့အဲ့ကာ0တဲ့ငယ်မယ်ဆိုလို့ရှိရင် mod h plus ဟုတ်ကဲ့ဒီ formula လေး၃ခုနဲ့ဆိုင်တဲ့ example လေးတွေသွားမယ်တစ်ခေါက်တည်းပြောကြမယ် n ကိုရိပ်မယ်ဆိုလို့ရှိရင်ဘာလုပ်လဲ power ကိုတတိုးပြီးတော့သူနဲ့တန်းစားမယ်နောက်မှာ constant ပေါ့ power တတိုးသူနဲ့တန်းစားမြတ်တန်စားပါဝါတတူမြတ်တန်စားဟောက constant ကိုရိပ်မယ်ဆိုလို့ရှိရင်ဘာလေးကတ်လိုက်လဲအိတ်ကတ်လိုက် ဝိုင်းရိပ်မယ်ဆိုရင် h y h 2ရိပ်မယ်ဆိုရင်2 a 3ရိပ်မယ်ဆိုရင် 3h နောက်မှာတော့ဘာပေါင်းပေးရမယ်ဆိုရင် constant c လေးပါလို့ပေးရမယ်ပေါင်းပေးရအဲ constant ကိုရိပ်ရင်1ကဲ1ကဟောက်အောင်ကိုရှိလို့ ော်ဟာပြန်ရမယ်ဆိုရင်လော့ယူရတယ်နောက်မှစီးပေးပေါင်းတယ်အောက်ဟာကိုရှင်းလိုက်မယ်အိတ်ကိုရင်းနေရှင်အပေါ်ဟာဝမ်းရတယ်အောက်ဟာရှင်းလို့အပေါ်ဟာရရင်လော့ယူရအောက်ဟာရှင်းအပေါ်ဟာရရင်အောက်ရှင်းလို့အပေါ်ရရင်လော့ယူလို့ရနော်အောက်ရှင်းလို့အပေါ်ရရင်လော့ယူလို့ရလို့ယူရတယ် ောက်ပြီးဒါမှအိတ်က0နဲ့ကြည့်တဲ့အခါမှာဆိုလို့ရှိရင် alan h plus အိတ်က0နဲ့လည်းငယ်ပဲဆိုလို့ရှိရင် alan h more h plus ညာဒါနော်ကဲအဲ့တော့ဒီဆရာတို့ကောက်ဒါလေးပြန်လုပ်တာနော်ဘုကရိတ်တာနော်ပါဝါလေးကိုရိတ်မယ်ဆိုရင်ပါဝါ2တိုးနဲ့ပြန်စားကိုစက်လေးကိုရိတ်မယ်ဆိုလို့ရှိရင်အိတ်ကနော်အိတ်ကလေးကလိုက်မယ်သူ့ကိုရိတ်ရင် 2h 3h ရိတ်ရင် 3h အဓိကတော့ plus c ဒီမေးကြံခဲ့မယ်နော်ဆရာခဏခဏမေးလို့ဘယ်လိုပဲဒီလေးရနောက်တစ်ခုဆရာတို့အောက်ကိုရိတ်လို့ဝမ်းမအိတ်ကိုရိတ်မယ်ဆိုရင် alan h အောက်ကိုရိတ်လို့အောက်ကိုရှိတ်လို့အပေါ်ဟာရမယ်ဆိုရင် dot u ရအိတ်က0တဲ့ကြည့်ရင် yoyo dot u မယ်အိတ်က0တဲ့ငယ်မယ်ဆိုရင် alan more h ကိုပါလို့မယ်ဆိုရင်ဟုတ်ရဟုတ်ရမယ်ဆိုရင်နောက်တစ်ပိုင်းလေးရတယ်တိတ်မခတ်ဘူးဆက်ဒီမှာပဲကပ်ပြီးရေးတာနော်ဒါလေးချက်ကြည့်ပါ ဒါလေးဆက်ပြလိုက်တော့ဒါ rule of integration integration ရဲ့ဘာဘာတွေလဲဆိုလို့ရှိရင် rule တွေပေါ့နော် integral k yes equal k ဆိုတာကဘာဖြစ်လဲဆိုလို့ရှိရင် constant ကိုစံကိုရိပ်ပဲဆိုလို့ရှိရင်ဘာရမလဲ KH+ အားဒီမှာပြောပြတာကိုစံကိုရိပ်ပဲဆိုလို့ရှိရင်ဘာရမလဲ KH+ KH+ ဟုတ်အားလုံးကမတူပြတဲ့အခါမှာဒီ rule တွေလည်းတွားမယ်နော် integral K အဖို့ DH K အဖို့ DH ဆိုတာကတတိယမြေဒီလိုပြောတာပေါ့ကွာ3 8 square a square ဆိုတာ f of k ဆိုတာဘာလဲဆိုလို့ရှိရင် constant ဒီကောင်းကိုရိတ်တော့မယ်ဆိုလို့ရှိရင် constant လေးကိုအပြင်မှာထားပြီးတော့ f of 8ကိုပဲဘာလို့ပြရမယ်ဆိုလို့ရှိရင်ရိတ်ရိတ်ပါဟုတ်ပြီနော်ဒီပုံစံလေး2 square ကိုရိတ်ကြောက်မယ်ဆိုရင်2လေးကိုဇာတ်လို့ရှိတာတုန်းကလည်းဒီလိုပဲ constant လေးကိုအပြင်မှာထားပြီးတော့ဒီကောင်လေးကိုပဲပါလို့တာလေရှိတ်အခုလည်းဒီတိုင်းပဲ constant လေးကိုအပြင်မှာထားပြီးတော့ f of 8ဆိုတော့8ပါတဲ့ function ကြီးကိုပဲပါလို့ပါလို့မယ်ဆိုရင်ရိတ်ရိတ်လေနော်ရှိတ် နောက်တစ်ခုဒီဒီရဲ F4H ဘလက် GOH ဒီ H ကြောက်ပါမမမမြရတော့ပါဆိုစားအောက်ပါလေဒီတိုင်းရှိတ်တာတော့လည်းဒီတိုင်းအပေါင်းနှုတ်ခံထားတဲ့ကောင်ကိုရှိတ်တော့မယ်ဆိုရင်ရှိတ်ရှိတ်တယ်အပေါင်းနှုတ်နောက်ရှိတ် ဒီမှာလည်းဒီတိုင်းပဲရိတ်ထားမှာလည်းဒီတိုင်းပဲအပေါင်းနှုတ်ခံထားတယ်အပေါင်းကြီးပြီးအနှုတ်ကြီးအပေါင်းနှုတ်ခံထားတဲ့ကောင်ကြီးကိုဆရာတို့ရိတ်ကြော့မယ်ဆိုလို့ရှိရင်ရှေ့ကိုရိတ်မယ်အပေါင်းနှုတ်ကြီးပဲပြီးရင်နောက်ကိုရိတ်မယ်ရိတ်ပြီးတော့မှဆရာတို့ပေါင်းတာနှုတ်တာကိုမလုပ်မယ်ဆိုရင်စဉ်းစားရိတ်ပြီးတော့မှမလုပ်မယ်ပေါင်းတာနှုတ်တာကိုစဉ်းစားအဲ့တော့ရှေ့ကိုရိတ်မယ်ဆိုလို့ရှိရင် average ပြည့်ပြည့်ပြည့်မယ် minus ပြည့်ပြည့်မယ် နောက်ကိုရှိတယ်ဂျီယောအေဂျီယောအေဒီအေဒါလည်းရှိကိုရိတ်မယ်နောက်ကိုရိတ်မယ်ပေါင်းပေါင်းမယ်နှုတ်နှုတ်မယ်အဲ့ဒါကိုရိတ်ပြီးတော့မှပေါင်းမယ်နှုတ်ဒါလည်းမှဒီပဲပါတော့လည်းနားလည်းပဲနော်ကြားပြီနော်ကဲဒါဆိုလို့ရှိရင်တော့တော့ဒီမှာရှိပြီးသား constant ကိုရိတ်မယ်ဆိုလို့ရှိရင် kh+ အဲ့တော့ kh+ စီကုန်းကုန်းစက်ပါတဲ့ကောင်ကိုရိတ်မယ်ဆိုလို့ရှိရင်ကုန်းစက်ကိုရှေ့ကိုထားလိုက်ပြီးတော့နောက်ကကောင်နောက်ကကောင်ကိုရိတ်မယ်အပေါင်းတို့ခံထားတဲ့ကောင်တွေကိုရိတ်ကြောမယ်ဆိုရင်ရှေ့တက်တက်ရိတ်မယ်နောက်တက်တက်ရိတ်မယ်ပြီးမှပေါင်းမယ်နှုတ်ထားလိုက်မယ်နော်ဒီဟုတ်ပြီအဲ့တော့ဇာတ်တို့ဒီမဲ့ဆိုင်တဲ့ exam ပြပြပါနော်